ိမဆိုတာဓမ္မယုတ်ချောပြီးတော့ပြိဋ္ဌာရမင်းကြီးရဲ့မိဖုရားသူယုတ်ချောတာကိုပြစ်ပြောမှကြောက်လို့ဖုရားကြောင်ဘယ်တော့မှမလာဘူးတဲ့ဖုရားကြောင်ဘယ်တော့မှမလာဘူးမြတ်စွာဘုရားကမှုကျိုးဖြစ်ကျိုးပြောတယ်ပေါ့ရှုပ်လာတာကိုမှုကျိုးဖြစ်ကျိုးအတုပလို့ပြောတယ်မတင်တယ်ဘူးလို့ပြောတယ်ဒါကြောင့်မို့မြတ်စွာဘုရားစီမလာဘူးဟုတ်တယ်မြတ်စွာဘုရားအာတုရံအတုစိန်ပုတိန်ပတ္တခေမေသမုတ်တယံ ဥက္ကရန္တံပက္ကရန္တံဘာလနံဘိပတိတံဆိုတဲ့စကားကိုကြည့်အတုမြေရဏာကျင်းနေအတုစိန်ယွန်စရာတွေယူထွက်နေဟုတ်တယ်ယွန်စရာပဲထွက်တယ်နှာခေါင်းကလည်းယွန်စရာ နားကလည်းယွန်စရာတိမ့်ထားစရာတော့မရှိဘူးအကုန်လုံးအညစ်အကြေးတွေကြီးပဲအဲ့ထွက်နေတာမှန်တယ်မြတ်ယွန်စရာတွေကြီးပဲဥက္ကရန္တံပက္ကရန္တံအထက်ထွက်တာလည်းပဲယွန်စရာအောက်ကထွက်တာလည်းယွန်စရာ ဘာလနာအပိဖတ်တိတံဒါကိုပဲမသိမလိမ္မာတဲ့လူတွေကဟုတ်လာပြီလှလိုက်တာလှလိုက်တာနဲ့ထင်ပြီးမမောနေကြတာတဲ့တကယ်တော့ယွန်းစရာကြီးဘာနဲ့ဥပမာတူရုံဆိုလို့ရှင်မစင်အိုးကြီးကို ပြင်ဘက်ကပကြီးဆေးရချဲထားတဲ့လူကြီးပဲတဲ့နော်ထဲထဲကြည့်လိုက်လို့ရှင်မစင်နေနဲ့ပြည့်တာအပေါ်ကနေပြီးတော့ပကြီးလေးနဲ့ရေးထားပကြီးလေးရေးထားအပြင်းမှန်းကြည့်တော့လှတယ်လို့ထင်နေတယ် အတွင်းထဲကျတော့နံလိုက်တဲ့ဖြစ်ခြင်းမပြောနဲ့လို့ဒီလိုဆိုလို့အဲ့ဒီလိုမြတ်စွာဘုရားကဟောတာတွေကြားဘူးလို့သူကတော့မလာဘူးကျောင်းသူ့ကိုမှုကျိုးဖြစ်ကျိုးပြောရဆုအဲ့ဒီလိုမလာတော့ဘေဝိတာမင်းကြီးကသူ့ရဲ့မိဖုရားလည်းဖြစ်သူကเจ้าတကာကြီးလည်းဖြစ်ဘုရားလည်းမတန်ချင်းညိုတယ်သူ့မိဖုရားကเจ้าသွားအောင်ဘာလို့ရတော့ဆိုဟော တချင်းရေးဆရာတွေခေါ်ပြီးတော့ဝေလုံဥယျာဉ်ကြီးตายဘုံကိုတချင်းဖွဲ့ခိုင်းဖွဲ့ခိုင်းပြီးတော့နန်းတော်ထဲမှာဒီအငိတ်တပင်တွေမှာတီဆူခိုင်းတယ်ပေါ့အတော်ကိုကောင်းတဲ့တချင်းပဲသူကအဲ့တချင်းဘယ်ငယ်တော့အဲ့ဒီတချင်းကိုကြားဘူးတယ်ဆရာတော်ကြီးတစ်ပါးတရားဟောတော့အခါ ရေနဝေလူဝနံဒိဋ္ဌံနရနန္ဒနနန္ဒနာနဋ္ဌိဋ္ဌံနန္ဒနံဒေနဣတိမင်းကြီးမဟိတယံဆိုအဲ့ဒီဆရာတော်ကြီးကတော့တရားဟောတဲ့အခါရေနဝေလူဝနံဒိဋ္ဌံနရနန္ဒနနန္ဒနံတဲနာငယ်ပြီးပေါ်တယ်အဲ့လိုပါသေးတယ်သူကအဲ့တော့ကလားတဲ့ချင်းနဲ့တော့ခတ်ဆန်တယ်ပဲနန္ဒနနဆိုတာလေးပါတာဟုတ်သူတီးလုံးနဲ့ဆိုရင်တော့အာညာဖြစ်တော့တယ်နော်ကလားတွေ တချင်းဆိုရဲဆိုတာဒီခါထားတွေပဲမထူးဗမာတွေလည်းအဲ့ဒါလိုက်ပြီးတော့ဆိုတာပါတဲ့လာလေးနဲ့ဆိုတာရှိသေးတယ်လေလာ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 ညာယူအခုလည်းပဲနားငယ်တွေအများကြီးနဲ့ဝီလူဝဥယျာဉ်ရဲ့တချင်းကိုဆိုတာအဲ့ဒီတချင်းနဲ့ကြားတဲ့အခါမှာသွားချင်းစိတ်ပေါက်တယ်သွားချင်းစိတ်ပေါက်လို့ဖျားဆွမ်းကန်ကြောင်းမြို့ထဲဆွမ်းကန်ကြွပြီးဆိုတဲ့အချိန်ရွေးပြီးတော့သွားတာခိုးရောက်တော့ဖျားနဲ့ပဲပင်းမှတိုးတယ် မတွေ့ကျင်ဘူးဆိုရင်ပဲပင်းမှတိုးရတယ်နော်လူကလည်းချမ်းချင်းဖက်မှပဲပင်းမှတိုးတော့သူထင်တဲ့အတိုင်းမဟုတ်ဘူးဖះရှိမှသူ့ရဲ့ရုပ်ချောတဲ့အမျိုးသမီးတယောက်ကရက်တွေခတ်နေတာသွားတွေ့မှန်တော့ဖះဖန်ဆင်းတာအဲ့ဒါလည်းမြင်လိုက်ရောအဲ့ဒီမျိုးသမီးလှမ်းကြည့်လိုက် သူကိုယ်သူ ကြည့်လိုက်မျိုးသမီးလှမ်းကြည့်လိုက်သူကိုယ်သူကြည့်လိုက်ဆိုတော့သူကိုယ်သူတိမ်ငယ်လာဟိုမျိုးသမီးကဖန်ဆင်းထားတာဆိုတော့တိတ်လှတယ် ူကသူတိမ်ငယ်သွားတယ်နော်ဟိုကတောက်တောက်ပြောင်းပြောင်းဟောငယ်ငယ်ရွယ်ရွယ်သူကြည့်တော့ကိုရုပ်ဩဇာကြီးနဲ့ဆိုသူအဲ့ဒီမှာအတော်စိတ်ဓာတ်ကြအဲ့ဒီအချိန်မှာပဲခုနကရက်ခတ်နေတဲ့အမျိုးသမီးကိုမြတ်စွာဘုရားကတဖြည်းဖြည်းဖန်ဆင်းလိုက်တာသူမျက်စိကြည့်နေတုန်းလေးပဲမျက်တောင်ခတ်လိုက်တဲ့အချိန်လေးမှာပြောင်း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 သွားပြီးအဖွားအိုကြီးဖြစ်ပြီးနောက်ဆုံးမှအယောသူကြီးဖြစ်သွားတဲ့အချိန်သူမြင်သွား အဲ့ဒီကြတော့မှသူတရားသူတရားမြတ်ရသွားတာရသော်ပြာနေဥပရိနဲ့ချော့နေဥပါယနဲ့ချော့အဲ့ဒီနောက်ကြတော့လေနန်းတော်ပြန်သွားပြီးတော့ဘုရင်ကြီးကိုရှင်မခိုးတော့ဘူးသူကရဟဏမကြီးဖြစ်မှ နန်းတော်ပြန်ပြီးဘုရင်ကြီးကိုခွင့်တောင်းပြီးတခါလေဘိက္ခုနီဝင်လိုက်တာ